ဗီဒီယိုအန်ဂျီတောတာရှင်များအားလုံးပဲမင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ5ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ဗီဒီယိုအန်ဂျီပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမွန်ပါကြမအောင်ဆုံးတရင်ကတော့ငလင်တဲ့ကြအိုးဖို့အချင်းအောင်တွင်ကြဆုံးခဲ့သည့် နိုင်ငံအချင်းသူများ၏စီးရင်အားအတိပေးထုတ်ပြန်တဲ့တရင်ပဲဖြစ်ပါတယ်။မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြအ ။ဥပိုလ်ထောင်ရှိမြို့သမီးဆောင်တင်တဲ့အဆောင်နှစ်တို့ပြူကြခဲ့တဲ့အတွက်အဆိုပါဆောင်များတွင်မတရားဖမ်းဆီးအကျဉ်းချခံထားရသည့်နိုင်ငံအကျဉ်းသူများထဲမှအောက်ဖော်ပြပါနိုင်ငံအကျဉ်းသူများအသက်ဆုံးရှုံးခဲ့ကြရပါတယ်။တမမိုးသူစာခိုင်နှစ်ဒေါ်လက်လက်ဆို၃ဒေါခင်အောင်ရွှေလေးမက်ကေကေဝင်၅မပပဝင်၆မဖူးဖူးဝေတို့ဟာအသက်ဆုံးရှုံးခဲ့ရကြောင်း PPNN အနေနဲ့စုံစမ်းအတည်ပြုသိရှိထားပါတယ်။ ငလင်ကြောင့်ဥပိုလ်ထောင်တွင်အ ਨੇ ဆုံးလူဆက်နှဦးသေဆုံးမှုရှိကြောင်းတရင်အချက်လက်ရရှိမှုပေါ်မူတည်ပြီး PPNN အနေနဲ့စုံစမ်းတည်ပြုခဲ့ရမှာအထက်ဖော်ပြပါနိုင်ငံအချင်းသူ6ဦးပါဝင်ခဲ့ကြောင်းသိရှိရမှုအားမိဘပြည်သူများနဲ့မိသားစုဝင်များတို့အသိပေးအပ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအချင်းသားများကိုရဲ့ PPNN မှထုတ်ပြန်ထားပါတယ်ရှင်နောက်ထပ်တင်ပြမယ့်တရင်ကတော့စေုပ်စုကကျွလုံနေတဲ့ရာဇဝတ်မှုတွေမှာ ဗင်းစတက်ဖွဲ့ဝင်နိုင်ငံတွေအားလုံးကြံ့ရပါအဖြစ်ပတ်သက်နေတယ်လို့ Justice for Myanmar ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာစစ်ကောင်စီမင်းအောင်လိုင်းကိုဗင်းစတက်စီဝေးတက်ရောက်ခွင့်ပြုခဲ့တဲ့ထိုင်းနိုင်ငံပါဝင်ဗင်းစတက်ဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာစေုပ်စုကကျူးလွန်နေတဲ့ရောင်စွမှုတွေမှာကြံ့ရပါအဖြစ်ပါဝင်ပတ်သက်နေတယ်လို့လူခွင့်ရေးဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar GFM ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဗင်းစတက်ထိပ်သီးအစီအွေကိုစေကောင်းဆောင်မင်းအောင်လိုင်းကိုတက်ရောက်ခွင့်ပြုခဲ့ပြီးစေုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာပတ်သက်ခဲ့ကြတဲ့ထိုင်းအစိုးရ ်မင်္ဂလာပင်လယ်ော်စီးပွားရေးနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ပင်စတန်နဲ့ဖွဲ့ဝင်နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကိုလည်း Justice for Myanmar ကကန့်ကွက်ရှုံချထားပါတယ်။ထိုင်းအိန္ဒိယတီဗီလင်္ကာနိုင်ငံတို့နဲ့အတူဝင်းစတက်ဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာစစ်တပ်ကိုလက်နက်ဆက်ဆက်ပစ္စည်းနဲ့ငွေကြေးထောက်ပံ့နေပြီးမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေကြတယ်လို့ GFN ကဆိုပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းထန်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အုံတွေအောက်မှာ ရုပ်လောင်းမိများစွာကြမ်းရှိနေသေးပြီးကြီးကျယ်ပျက်စီးနေချိန်မှာစေကောင်းဆောင်မရောက်နိုင်ဟာဘင်းစတက်ချိန်တိညီလာခံကိုတွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ဆေးဥစုဟာငလင်တန်းနဲ့ပြည်သူတွေအတွက်လူသားဆန္ဒမှုအကူအညီတွေနဲ့ကယ်ဆယ်လုပ်ငန်းတွေကိုပိတ်ပင်တားမြစ်ခဲ့တဲ့အပြင်ငလင်ဘေးသင့်ဒေသတွေပါဝင်နေရာများပြားကိုလည်းလေကြောင်းတိုက်ခတ်မှုတွေဆက်လုပ်နေတယ်လို့ Justice for Myanmar အဖွဲ့ကထောက်ပြထားပါတယ်။ဒင်းစတက်ဖွဲ့ဝင်နိုင်ငံတွေဟာ2022ခုနှစ်မှာမြန်မာစစ်အုပ်စုကိုရာဇမှုဆိုင်ရာအကူအညီပေးရေးသဘောတူညီချက်မှာလက်မှတ်ရေးထိုးခွင့်ပြုခဲ့တာဟာ ၊တရေချက်လက်မျှဝေခြင်း၊ရှာဖွေဖန်ဆီးခြင်း၊ဖန်ခံထားရသူတွေရဲ့တသက်ကံချက်ရရှိစေရေးသို့မဟုတ်စုံစမ်းစစ်ဆေးမှုတွေအတွက်ထောက်ကူဖြစ်စေခဲ့တယ်လို့ JF ကဆိုပါတယ်။ဒါဟာဆေးဥစုတက်ထောက်လှမ်းရေးတရင်ချက်လက်တွေ၊စစ်ဘက်ရဲဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေမှာထောက်ကူဖြစ်စေခဲ့ပြီးဆေးရသွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူလွန်တဲ့ရာသွေးမှုတွေအတွက်ပြပေးရေးယူခံရခြင်းကနေကိလုခွင့်ရစီတယ်လို့ GF ကအတည်ပြုထားပါတယ်။ဒါ့အပြင်ထိုင်းပါဝင်ဘင်စတက်ဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကျင်းရပါဖြစ်ပတ်သက်နေတာတွေကိုလည်း ZFM ကအတည်လင်းထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးတင်ပြပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဟာမြန်မာစစ်အုပ်စုအတွက်အရေးပါတဲ့စစ်လက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တယ်လို့ ZFM ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာစစ်အုပ်စုအတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချထောက်ပံ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီးထိုင်းဆိုရဟာစစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှုကြီးတွေအတွက် ငွေကြေးဖြည့်တင်းပေးနေတယ်လို့လူ့ခွင့်ရေးဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar JFN ကပြောဆိုလိုက်ပါတယ်။ Bimstep ဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာစစ်တပ်ကကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြေရပါအနေနဲ့ပါဝင်ပတ်သက်နေတာတွေပိုပြီးနှက်ရှိုင်းလာတာနဲ့ပတ်သက်လို့ခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာအရထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေဟာ2023ခုနှစ်ဗန်နာယီနှစ်အတွင်းမှာမြန်မာနိုင်ငံကိုအမေရိကန်ဒေါ်လာ320တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေရောင်းချပေးပို့ခဲ့တယ်လို့ထောက်ပြထားပါတယ်။ထိုင်းနိုင်ငံရဲ့အများပိုင်းရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTT Exploration and Production Public Company Limited PTTEP ဆိုရဲ့မြန်မာနိုင်ငံတွင်ရေးပါတဲ့ကမ်းလွန်ဘာဝတံခွေစီမံကိန်းတွေလုပ်ကိုင်နေပြီးဘာဝတံခွေရောင်းချတာကတစ်ဆင့်စေုပ်စုကိုနိုင်ငံသားငွေရှာဖွေပေးနေတယ်လို့ဆိုပါရယ်ဒီလိုရဲ့ဟာထိုင်းဆွေအနေနဲ့မြန်မာစေုပ်စုကကျွလွန်တဲ့ဆရာသမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေမှာ ရိုက်ရိုက်ပတ်သက်စေတယ်လို့ JFN ကဝေဖန်ထားပါတယ်။ထို့အတူအိန္ဒိယနိုင်ငံဆိုရင်လည်းရုရှားပြုတ်တုံးနဲ့ပြိုင်မြန်မာစစ်အုပ်စုကိုဆက်လက်နဲ့နဲ့စစ်ပတ်ဆိုင်ရာပစ္စည်းတွေအထိကရောင်းချထောက်ပံ့နေတဲ့နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ရရှိထားတဲ့ကုန်သင်းကုန်ထုတ်မှတ်တမ်းတွေပေါ်ခြေခံပြီးပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံပိုင်းဆက်လက်နဲ့ကုမ္ပဏီတွေကမြန်မာစျေးကုပ်စုကိုဆက်လက်နဲ့ရောင်းချပေးပို့နေရတာတွေရုံနေသွားတာမရှိပဲဆက်လက်ပို့ဆောင်နေတယ်ဆိုတာတွေ့ရတယ်လို့ Justice for Myanmar က debut ထုတ်ပြန်ထားပါတယ် ဒါကြောင့် business ဖွဲ့ဝင်နိုင်ငံတွေကအစိုးရတွေနိုင်ငံတကာဖွဲ့ဝင်တွေနဲ့စီအုပ်စုနဲ့ကြံရပါပတ်သက်နေတာတွေကိုအဆုံးသတ်ဖို့လိုအပ်နေပြီးမြန်မာပြည်သူတွေရဲ့အသက်တွေကိုဦးစားပေးဖို့အလွန်ရေးကြီးပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူဒေါ်ရတနာမောင်ကပြောကြားထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ထိုင်းနိုင်ငံကဆန္ဒပြပွဲတွေမှာပါဝင်မဲ့မြန်မာတွေတိုက်ခိုက်ခံရမှုတွေနဲ့ကြုံရနိုင်တာကြောင့် view site ကြဖို့ Meeting Alliance Thailand တတိပေးတဲ့သတင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆန္ဒပြပွဲတွေမှာပါဝင်မဲ့မြန်မာတွေအနေနဲ့တိုက်ခိုက်ခံရမှုတွေနဲ့ကြုံရနိုင်တာကြောင့်ပြူဆိုင်ကြဖို့ Mifti Alliance Thailand MTAT ကဒီကနေ့ဧပြီ9ရက်မှာအရိပေးချက်ထောက်ပြန်ပါတယ်။မြန်မာနိုင်ငံမှာလူပေါင်း6000ကျော်ကိုတပ်ဖြတ်ထားတဲ့စစ်ကောင်းဆောင်မယောင်လိုင်းကိုထိုင်းနိုင်ငံကိုဖိတ်ခေါ်မှုပေါ့။ထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့လူမှုဖွဲ့စည်းတွေကပြင်းပြထန်တဲ့ကန့်ကွက်ဆန္ဒပြနေတာတွေအတွက်ထိုင်းရောက်မြန်မာတွေကို MTAT ကအသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။ ဆန္ဒပြပွဲနဲ့ဆန္ဒပြပွဲပြီးတဲ့နောက်မြို့သားရဲ့ဝါဒကြီးသူတွေရဲ့တိုက်ခိုက်မှုချိန်ကြမှုနှောက်ယှက်မှုနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေခံရနိုင်ခြေရှိတဲ့အပြင်ဆိုရအနာပိုင်တွေရဲ့တိုက်ခိုက်မှုတွေလည်းရှိလာနိုင်တယ်လို့ MTAD ကဆိုပါတယ်။ဒါပြင်ဖန်ဆီးခံရပါကမြန်မာနိုင်ငံကိုပြန်ပို့နိုင်တယ်လို့ပြန်မပို့ပါကလည်းအထောက်ထားဆုံးရှိတဲ့အတိုင်းအာမခံအတွက်ခက်ခဲနိုင်တယ်လို့အတည်ပြုထားပါတယ်။ဆိုရစာရမ်းမှန်ကန်တဲ့သူတွေလည်းလက်ရှိရထားတဲ့အခွင့်အရေးတွေကို ထိုင်းအာနာပိုင်နေဖြတ်သိမ်းတာတို့မဟုတ်နာဂတ်တွင်စာရွက်စာတမ်းအသစ်မှတ်ပုံတင်တာဒါမှမဟုတ်တက်တန်းတို့လုပ်ငန်းစဉ်တွေမှာအခက်အခဲတွေဖြစ်ပေါ်နိုင်တယ်လို့ MDAT ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ MDAT အနေနဲ့အကူအညီပေးနိုင်တာတွေမှာလည်းကန့်သတ်ချက်တွေရှိနေပြီးဆန္ဒပြပွဲတွေမှာဥဆောင်ပါဝင်သူတွေကိုထိုင်းအာနာပိုင်တွေကစောင့်ကြည့်နေမှာဖြစ်တဲ့အတွက်ပဲလှူရှာမှုမှမစို့မိမိတို့အနေရကိုတေးကြစွာသတိပြုလှူဆောင်ကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်နဲ့ဦးဆောင်နဲ့မြန်မာစစ်တပ်ဟာအာနာသိမ့်ပြီးကလေးက မြန်မာပြည်သူ6000ကျော်ကိုတပ်ဖြတ်ကရဲသား2000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ဒေသမိတ်ကိုတပ်သွင်းခဲ့တာကြောင့်ပြည်တွင်းရွှေ့ပြောင်းဒုက္ခတွေတုံ့သန်ခွဲကျော်ရှိလာပြီဆိုပြီးထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့လူမှုဖွဲ့စည်းတွေကရေးသားကန့်ကွက်နေကြပါတယ်။ Mid Tea Alliance Thailand ဟာထိုင်းတက္ကသိုလ်ကကျောင်းသားလူငယ်တွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပြီးမြန်မာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ပြည်သူလူထုကြက်တဲဖြစ်လာမှုဖမ်းဆီးတပ်ဖြတ်နေရမှုစတဲ့အကြောင်းတွေထိုင်းနိုင်ငံသားတွေသိရှိစေဖို့လှုံ့ဆော်နေတဲ့အဖွဲ့လို့သိရပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။